မြန်မာနိုင်ငံရဲ့ပြည်ထောင်နာများတဲ့တရုတ်အစိုးရဝန်ရောက်ဆက်ဖက်နေတဲ့ဒီမှာမတိမတအခြေအနေမှာရခုအခါတိတိတတ်တပြောင်ပြောင်ပြင်းပြင်းဖြစ်လာနေပြီဖြစ်သည်တို့ရတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းဒါလနဲ့ကတော်လိုက်ရေးအဖွဲ့များ EOS တွင်တရုတ်ဥစ္စာမှုများကိုပြတ်သားစွာတုံ့ပြန်ပြီးမူဝါဒပြည့်ရှိနေခြင်းကအကြီးမားဆုံးစိန်ခေါ်ချက်ဖြစ်နေသည် ော်လိုင်းရေးအင်အားစုများအကြားတရုတ်စစ်ဖက်မှကြောင်းရင်ဆိုင်ရသောစိန်ခေါ်မှုမိမြကြီးမားနေသည်ဆိုလျင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်ရေးမြန်မာပြည်သူများဆင်နွှဲနေသောမျိုးဦးတော်လိုင်းရေးတစ်ခုလုံးရပ်ကူအခါကြီးစွာသောအဟန့်တားနှင့်ကြုံတွေ့နေရပြီးဟန်တာတုံ့ပြန်နိုင်ခြင်းမရှိပါကတော်လိုင်းရေးကြီးမားချက်များထိခိုက်ပျက်စီးသည့်အနေရကြီးမားပါသည် နောက်ဆုံးထွက်ပေါ်လာသောတရုတ်အစိုးရ၏ကြောင်ကြောင်တင်းတင်းဆက်ဖက်မှုမှာမြန်မာတရုတ်နယ်စပ်အခြေဆိုင်တိုင်းဒေသနဲ့ကိုင်တပ်ဖွဲ့များတဲ့အင်အားအကြီးမားဆုံးဝါပြည်သွေးစည်းညီညွတ်ရေးတမတော် UWSA ကို PRP ထိန်းချုပ်ခြင်းဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းစီးရေးချိန်ခွင်ရှာကို အာဏာသိမ်းစစ်တပ်ဘက်ကအလေးစားစီရန်ကြိုးပမ်းလာခြင်းဖြစ်ပြီး ်အောက်ဂုလ22ရက်နေ့ကပေါ်ထွက်လာသောသတင်းများအရ UWSC ကောင်းဆောင်များကတရုတ်ပြည်အားကြောင့်၎င်းတို့နှင့်ကာလတာရှိနိုင်ငံရေးနှင့်စည်ရေးမဟာမိတ်ကြီးနောက်များဖြစ်ကြသောကိုကန် MNDAA တောင် TNL နှင့်ရှမ်းပြည်တံတမတော် SSA အန်တပ်ဖွဲ့များကိုစည်ရေးမှုငွေကြေးအကူအညီပေးခြင်းရပ်တန့်လိုက်ပြီးဟုသိရှိရသည်။ ။အောက်တိုဘာ20ရက်နေ့တွင် UWSC ခေါင်းဆောင်များသည် MNDAA, TNL နှင့် SSA အန်ဒိုမှအစီအစဉ်ခေါင်းဆောင်များကို UWSC ဌာနချုပ်သို့ခေါ်ယူပြီးအရေးပေါ်အစည်းအဝေးတစ်ရက်ကျင်းပခဲ့ပြီးထိုဆုံးဖြတ်ချက်အားအောက်ပါအတိုင်းအသိပေးခဲ့ကြောင်း What Newland Facebook စာမျက်နှာတွင်ဖော်ပြထားသည်။ ်ဝါပီနေသည်ညီတိလက်နက်တိုင်ခရီးရာကိုမှပံ့ပိုးပေးတော်မူမဟုတ်ကြောင်းစီအရကွဲကူထုံးမှုစီသည်တို့မဟုတ်ညီတိအဖွဲ့စီကိုညီတိအကြောင်းပြချက်အချိန်မီပြီးညီတိနေရာ၌ဖြစ်စေငွေကြေးအကူအညီပေးမည်မဟုတ်ပေဤဆုံးဖြတ်ချက်ကိုလည်းအများပြည်သူတို့တရားဝင်ကြေညာမည်ဖြစ်ပြီးအဖွဲ့စီများအနေဖြင့်လက်နက်ဆက်သရိယာများငွေကြေးအကူအညီများတို့မဟုတ်အခြားထုတ်ခဲ့သောကိစ္စရများကိုတောင်းဆိုခြင်းဖြင့်ဝါပီနေကိုထပ်မံနှောက်ယှက်ခြင်းမှရှောင်ကြဉ်ရန်အဖွဲ့စီများအပိုက်တော်အပါသည် ဘေကျင်းရှိတရုတ်အင်္ဂါပိုင်းများ၏ပြင်းထန်သောဖိအားပေးမှုအပြင်ထိုဆုံးဖြတ်ချက်ကိုခက်ခဲစွာခြောက်ခဲ့ရကြောင်းဝါပီနေတွင်ရှိအဖွဲ့အစည်းများကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များပိုင်ဆိုင်သည့်အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာကိုတရုတ်အစိုးရကထိန်းစီထားကြောင်း UWSC အနေဖြင့်နနက်တိုင်းပြည်ပခါတွေပါဝင်ပတ်သက်နေသောအဖွဲ့များကိုနနက်ကိရိယာများဆက်လက်ထောက်ခံပေးနေပြီဆိုလို့ပုံပုံပြင်းထန်သောအရေးယူခြင်းခံရမည်ဖို့ပြောပြပါရှိပါသည် အချက်ပါစီဝေကိုဦးဆောင်ကျင်းပသူမှာ UWSCE ဒုတိယကောင်ဆောင်နှင့်ပြည်ပဆက်ဆက်ရေးကောင်ဆောင်ဖြစ်ပြီးတရုတ်အစိုးရကောင်ဆောင်များနှင့်အဓိကထိပ်ထွေးဆက်ဆံသူဖြစ်သောဂျာကူအန်ဖြစ်ပြီး၎င်း၏ပြောဆိုချက်များကိုဝီနီယန်အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြချက်တွင်အသေးစိတ်ဖော်ပြထားပါလေမြန်မာဘာသာဖော်ပြချက်တွင်မူတည်ရှိရပြီး WSCP တွင်တရုတ်ဘာသာဖြင့်ဒုတိယကိုထုတ်လွှင့်ခဲ့ကြောင်းတွေ့ရှိရသည်။ အစိုးရစိုးအကြေတိတိုင်းတော်လက်ကအခွင့်များပေးပြီးလူ့ဘဝကိုတည်ငြိမ်လာပြီးအထူးသဖြင့်အခွင့်အရေးကြီးကိစ္စရရာကိုအများပြည်သူတို့ထုတ်ပြန်အပြီးပေးသည့်တမိုင်းကြောင်းအလေးမရှိခဲ့ဘူးသော UWSC သည်တရုတ်နိုင်ငံ APR များကြောင့်စေစုညီကိုအတွင်၎င်းတို့၏ရှင်သန်ရည်ရည်မှုဆိုင်ရာအစိုးရစိုးအကြေတိနှင့်ရင်းဆိုင်ရသည့်ဟုထုတ်ဖော်ပြောဆိုလာခြင်းကထူးခြားသည်ဝီနီလန်သည် WSC ဖွင့်ခဲ့တဲ့ UWSC အင်တာနက်ကိုထုတ်လွှင့်ပြီးတော့မီဒီယာဆန္ဒနာဖြစ်ပြီးထို့အစည်းအဝေးတွေကိုတပ်ဖွဲ့မှတ်တမ်းများနဲ့တကွာအတွင်းကြကြဖော်ပြခဲ့ပုံကိုကြည့်ချင်အပြင် UWSC ကောင်းဆောင်ရကိုတိုင်းစစ်စစ်ခွင့်ပြုမှာထုတ်လွှင့်နိုင်တဲ့အမျိုးသားဖြစ်ကြောင်းဖော်ပြနိုင်ပါသည်။ထို့သောမြန်မာနှင့်အင်္ဂလိပ်ဖြစ်ပါသည်ဖြစ်တဲ့ရင်းထုတ်ပြန်ပုံမတူခွဲရမှုကလိလာသမားအတွက်မေးခွန်းထုတ်စရာများဖြစ်ပေါ်စေပါသည်။ ဆင်ဆင်လုံးခဲ့တော့နေ့ယခုလိုဩဂုတ်လ28ရက်နေ့ကယူနန်ပြည်နယ်တောင်ပိုင်းဖူအာမြို့တွင်တရုတ်နိုင်ငံသားရဲ့ယူကြည်ချာနာအာရှရေးရအထူးကိုယ်စားလှယ်တင်ဆက်ခြင်းတွင် UWSC ဒုဥက္ကဋ္ဌကျောက်ကော်အန်ဦးဆောင်သည့်အဖွဲ့တွေ့ဆုံခဲ့ကြသည့်လှုပ်ဝက်အစည်းအဝေးမှတ်တမ်းအသေးစိတ်အချက်အလက်များကိုသတင်းဌာနကဦးစွာလက်ခံရရှိခဲ့ခြင်းကပေါက်ကြားရေးထုံးစံရှိသူသော UWSC ၏အလွန်အရေးကြီးသည့်လှုပ်ဝက်မှတ်တမ်းပေါက်ကြားခဲ့ခြင်းကြောင့်အစစ်အမှန်ဟုတ်မဟုတ်သတိထားရှိစစ်ဖော်ပြခဲ့ကြသည် ထိုချင်းကလေးကအယုတ်ဆိုရသည် UWSA ကိုအပြန်အထန်ဖိအားပေးနေခဲ့သည့်အချက်အားလူသိရှင်သာသိရှိထားပြီးဖြစ်သည်။ရခုတပံတရုတ်ဖိအားကြောင့်ပင်တနင်္လာအကြာအော်ဂိုလာ20ရက်နေ့တွင်ကြောက်တော်အန်ကလက်နက်ညွေကြေးအကူအညီမပေးတော့ဟု MNDAA TNL နှင့် SSAN ကောင်းဆောင်ရကိုအတည်ပြုခဲ့ခြင်းဖြစ်သည်။ဤတစ်ချိန်တွင်လည်းထိုသတင်းကို WSTB ကဖော်ပြပြီးမှပြန်လည်ဖြုတ်ချသွားသည်။သို့သောဝါနီလန်တွင်ဖော်ပြထားသည့်ထိုဆုံးဖြတ်ချက်ကိုထုတ်ဖော်ပြောဆိုလာခြင်းအပြုအမူ နောက်ကွယ်ပါရည်ရွယ်ချက်ကိုစမ်းသပ်ရလိုအပ်ပါသည်အများဟုပဲနေကြသလိုတရုတ်ပြည်အားကြောင့်ဆိုသည်ကတိတာထင်ရှားသောအချက်ဖြစ်သည်တို့တော့အကူအညီပေးခဲ့ခြင်းတို့ကလူသိမခံနိုင်သောထိတ်တန့်တို့ဝက်စီရေးကိစ္စရပ်ကိုအကူအညီပေးမှုရပ်တန့်ချိန်မှာလူသိရှင်သာကြီးညာခဲ့သည့်အပြုအမူကစိတ်ဝင်စားစရာဖြစ်နေပါသည်။ ဤတဲ့ကြောက်ပေါ်အံပြောကြားကြတဲ့မှာထူးခြားသောအချက်လက်အပြင်မှာတရုတ်နိုင်ငံအတွင်းရှိ UWSA အဖွဲ့အစည်းနှင့်ခေါင်းဆောင်များဤဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသောပိုင်ဆိုင်များကိုတရုတ်အစိုးရသိမ်းဆည်းထားသည့်အချက်ဖြစ်ပြီးဟူပြောဆိုပြန်မှန်ကန်ပါကတရုတ်၏အတန်အတိတ်အနိုင်ကျင့်မှု China ဆိုင်ရဲ့ဖုံးလျင်ကို UWS ကောင်ဆောင်များမခံနိုင်တော့တဲ့အဆုံးရခုလိုလူသိရှင်ကြားထုတ်ဖော်ပြောဆိုလာခြင်းဖြစ်နိုင်ပါတယ်။နောက်ဆက်တွဲစီရင်စရာအကြောင်းတစ်ခုမှာ UWS ကောင်ဆောင်များသည်တရုတ်ကောင်ဆောင်များခိုက်တဲ့အတိုင်းအစီအဝေးခေါ်ယူ၍ MNDAA, TNLA, SSAN တို့ကိုစီရင်ခုနီဖြတ်တောက်ကြောင်းလူသိရှင်ကြားအပြီးပြင်ညာခြင်းသည်၎င်းတို့၏ပိုင်ဆိုင်မှုများပြန်လည်ရရှိရေးအတွက်ကာလရှိကြာစီရင်နိုင်နိုင်ရေးဤနောက်မှာမှများအပြင်လက်တွဲရည်တည်ခဲ့သောရည်ရည်ချက်ကို UWS အလဲလှယ်ပြုလုပ်လိုက်ပြီလားဟုမေးခွန်း င်းထုတ်စီရဖြစ်လာပါတယ်။ UWSA ကြွေးဝါချမ်းသာမှုတရုတ်ဆိုရသိသိလိုက်ပြီးတရုတ်နိုင်ငံအတွင်းရှိ UWSA ပိုင်ဆိုင်မှုတစ်စိတ်တစ်ပါးဤတန်ဖိုးပမာဏပင်အမေရိကန်ဒေါ်လာဘီလီယံချီရှိနေလျက်ဝါကောင်းဆောင်များဤလက်ထဲတွင်ရှိသောကြွေးဝါချမ်းသာမှုပမာဏမှာလေအမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာရှိနိုင်ခြင်းဖြစ်သည်။ UWSA ချမ်းသာကြွယ်ဝမှုသည်နိုင်ငံတကာနိုင်ငံ၏ချမ်းသာကြွယ်ဝမှုအဖြစ်တိုင်းတာဖော်ပြလေရှိသောနိုင်ငံသားအယံငွေကြေ Foreign Reserve Fund American Dollar Billion စေကနအောက်မှာသာရှိပြီးမြန်မာနိုင်ငံလုံးဤချမ်းသာကြွယ်ဝမှုတက်ပြီးပို့ရများပြားသောပမာဏဟုဆိုနိုင်ပါသည်။ရှင်းပြီး UWSA ၏ငွေကြေးပိုင်ဆိုင်မှုပမာဏကိုပထမဆုံးသိရှိရသောအချက်အလက်ဟုဆိုနိုင်ပါသည်။1989ခုနှစ်မမပီကွန်မြူနစ်ပါတီကိုကွယ်မှုနဲ့တူပေါ်ပေါက်လာသောဝါလနက်ကိုင်တပ်ဖွဲ့ UWSAD လွန်ခဲ့သော35နှစ်တွင်အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာကျွေးဝှက်ချမ်းသာလာခြင်းဖြစ်သည် ။ထို့ဆိုရင်ညီတိစီးပွားရေးလုပ်ငန်းများကြောင့် UWSA ပေါင်းဆောင်များထူမြချမ်းသာကြိုဝါခဲ့ကြသည်။ဟိုမေကွန်းနှင့်ပတ်သက်၍တရားဝင်စီးပွားရေးဆိုင်ရာတိကျတိကျသောသတင်းအချက်အလက်များများဆဆရှိနေပါ။ ဝါပြည်နယ်မှာပမာဏကြီးကြီးမားမားဖြင့်ထုတ်လုပ်နေပြီးအဓိကအရန်စာတရှင်ရဲမှာကြီးမားသောတန်ဖြူတက်ထူတိုက်ကြီးရှိပြီးကမ္ဘာတန်ဖြူဈေးကွက်၏ရှားကိုင်းလုံးအတိုင်းအတာအကူအတီဖြစ်စီပေးနေတော်လည်းတန်ဖြူကိုပုံကျန်းအဆင့်သာထုတ်လုပ်ပြီးတရုတ်နိုင်ငံကိုနေဆက်မှပြင်ပို့ရောင်းချခြင်းဖြစ်ပြီးစိတ်စုနှစ်သုံးခုအတွင်အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာချမ်းသာနိုင်သောစီးပွားရေးမဟုတ်ပါ ထို့ပြင်တရုတ်နိုင်ငံထုတ်ခင်မီလက်နက်များကိုကုန်ကျစရိတ်အလွန်များပြားစွာဝယ်ယူတက်ဆင်ထားနိုင်ပြီးအင်အားတောင့်တင်းဆုံးတိုင်းဒေသနဲ့ကိုင်းတပ်ဖွဲ့ကိုပိုင်ဆိုင်ထားပြီး UWSA အလင်းအမြန်ချမ်းသာကြိုးဝှက်လာမှုမှာပါမန်တရားစာတတူးဖို့ထုတ်လုပ်ကြောင်းချပြီးစီးပွားရေးတူတွေကြောင့်ဖြစ်နိုင်ပါဝါဒီတာတွင်စမှုခွင့်ပြုတိုးတက်သည့်အထောက်အထားလည်းမတွေ့ရှိရပါဘူး ယနေ့အချိန်တွင်အမေရိကန်အစိုးရနှင့်အေဒီဂျင်ထိုင်းနိုင်ငံတို့၏မှတ်တမ်းများအရ UWSAD ဘိန်းချူနှင့်မတ်တပ်ဖက်ဒနင်းခေါ်ရာဘာစိတ်ကြွစင်ညာထုတ်လုပ်ဖြန့်ပြီးနမည်ဆိုးဖြင့်ကြော်ကြသည့်ရာဇဝင်နောက်ခံရှိသောအဖွဲ့အစည်းအဖြစ်လူပီများသည့် တရုတ်အစိုးရတင်ပြထားသော UWSC ပိုင်ဆိုင်မှုများ2023ခုနှစ်အောက်တိုဘာလ23ရက်နေ့2023ခုနှစ်စစ်စီရင်မစတင်ပြီးလေးရက်အလိုတွင်တရုတ်ပြည်ထောင်စုတစ်ခုဖြစ်သော Phoenix New Media သတင်းတောက်နှင့်စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်စွန်မင်းထွန်းတို့၏အင်တာဗျူးကိုစစ်ကောင်စီဝါဒဖြင့်သတင်းစာများတွင်အောက်တိုဘာလ30ရက်နေ့ကဖော်ပြခဲ့သည်။ အင်တာဗျူးတွင်ဖုန်းနဲ့တင်တောက်ပြီးကြာခန့်အွန်လိုင်းငွေလိမ်ပိုင်းများပြသနာကိုအတိအကျထားမမြတ်ခဲ့ပြီးထုတ်လုပ်များတွင်စစ်ကောင်စီပါဝင်ပတ်သက်ခြင်းရှိနေပြီးလည်းလေထားသောဝင်များဖျောက်သွားတယ်လို့ပြောင်ပြောင်တင်တင်ထိခဲ့သည်အစင်လာရစစ်ဘုတ်ကြောင့်များသည့်နိုင်ငံခြားသတင်းတောက်တို့ကိုအင်တာဗျူးလက်ခံရတွင်မေးခွန်းများကိုကြိုတင်ပေးဖို့ထားရစံနေဖြစ်ပြီးထိုကဲ့သို့မေးခွန်းမျိုးကိုမေးခွန်းပင်ချလိုက်ရင်ဟုတ်ပါသို့သောထိုမေးခွန်းကိုဖုန်းနဲ့တင်တောက်ပြီးမေးခွန်းရရမှာမကစစ်ကောင်စီဝါရခန့်တင်စာမှတစ်စင်းနိုင်ငံတိကပ ာသည့်ထည့်သွင်းဖို့ပြခဲ့ရပြီးဆွန်မေထောက်က UWS နဲ့ Myla NDAA တို့ကိုကြားဖြင့် online ငွေလိမ်လုပ်ငန်းလှုပ်ဆောင်နေပြီးအဓိကရည်ရွယ်ဖို့နဲ့တိုက်ခိုက်ထားခြင်းအတွေ့ရှိရသည်။ ဖုန်းနဲ့တင်တောက်ကစားဖြတ်အွန်လိုင်းမွေးလေကိုကျူးလွန်သည့်အမှုအများစုသည်ဖူအာမျိုးမှပြက်ပြီးဖန်ဆီရရှိမှုအရေးပါ2300ကျော်ပြီးစစ်ကောင်စီပါဝင်ပတ်သက်ခဲ့သလားဟုနှစ်ကြိမ်တိတိမြင်းမြန်းခံခဲ့ရသောစွန်နေဖြောကတရုတ်အစိုးရကိုတဲ့တဲ့တိုက်ခိုက်လိုက်ရမှာပါတရုတ်နဲ့အမေရိကန်ကိုပါရန်တိုက်ပြီးတော့အောက်ပါဖိကျချက်ကိုသတင်းစာတွေဖော်ပြခဲ့သည် ဝါနေမိုင်လာကောင်းဆောင်နေတဲ့ပိုင်ဆိုင်မှုကမြန်မာဘက်မှာမရှိဘူး။တရုတ်ဘက်မှာပဲရှိတယ်။ဒါကိုတရုတ်ပြည်သူတွေကိုလည်းသိစေချင်ပါတယ်။အဖြစ်မှန်ကခမားပြောတဲ့ online ရောက်ကကရှာနေွေဖဲရောက်လို့ဆိုတာကသူတို့လက်ထဲမှာပဲရှိနေပါတယ်။ဘောက်ကောင်းဆောင်ရဲ့ပိုင်ဆိုင်မှုကိုတရုတ်နိုင်ငံဖူအာမှမှာရှိတဲ့ပြည်သူတွေကိုမေးကြည့်ရင်ဒီပါတယ်။ဒါကြောင့်ဘွားတွေကိုတရုတ်အစိုးရကပံ့ပိုးပေးထားတယ်။ဘိန်းဆိုင်တဲ့လို့အမေရိကန်ကဆွဆွဲတာဖြစ်တယ်။အဲ့ဒီနေရာမှာတိဘိန်းဖြူနှစ် WYC ရာသုံး online လေမှုတွေဖြစ်ခဲ့ပါတယ်။ဘာလို့တမိုင်းကြောင်းကိုပြန်ပြောလဲဆိုရင်တရုတ်နိုင်ငံသူနိုင်ငံသားတွေတီးဖို့လိုအပ်လို့ပါ။